မိတ်ဆွေတို့ရဲ့ဘဝမှာမိခင်တယောက်ရဲ့ချစ်ခင်ကယူဆိုင်မှုအပြည့်အဝမရခဲ့ဘူးလို့ခံစားမှုပါသလားမိခင်နဲ့ပတ်သက်တဲ့အတွေ့အကြုံကစိတ်နှောက်ယှက်ဖြစ်စေပြီးဘဝကိုလွတ်မြောက်နေပါသလားဒီနေ့မှာတော့စာရေးဆရာဆူဆန်ဖော်ဝဲရဲ့ Mothers Who Callous ဆိုတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါဒီစာအုပ်ထဲမှာချစ်မေတ္တာမပေးနိုင်တဲ့မိခင်တွေအကြောင်းသူတို့ရဲ့ပြုမှုပုံတွေအကြောင်းနဲ့မိခင်ရဲ့အပြုမှုကြောင့်ခံစားရတဲ့အမျိုးသမီးတွေအတွက်ဘယ်လိုကူစားရမလဲဆိုတာကိုဆွေးနွေးထားပါတယ် ဒါကြောင့်ဒီစာအုပ်ဟာမိခင်ရဲ့ချစ်ခင်မှုကိုမခံစားခဲ့ရတဲ့သူတွေအတွက်အထောက်အကူဖြစ်စေမှာပါချစ်မြတ်တာမဲ့မိခင်များရဲ့ပုံစံ၅မျိုးချစ်မြတ်တာမပြနိုင်တဲ့မိခင်တွေဟာတပုံစံတည်းတော့မဟုတ်ပါဘူးမိတ်ဆွေသူတို့မှာထူးခြားတဲ့အပြုမှုတွေနဲ့ပုံစံ၅မျိုးရှိပါတယ်ဒီအမျိုးအစားတွေကိုနားလည်ခြင်းအားဖြင့်မိန်းကလေးတွေအနေနဲ့မိမိတို့ရဲ့အတွေ့အကြုံတွေကိုသိရှိနိုင်ပြီးနာကျင်မှုတွေကိုတတ်တာစေနိုင်ပါတယ် ထမတစ်မျိုးကတော့အလွန်ကြုံကိုကိုကိုနှစ်သက်ပြီးအာယုံဆိုင်ခံခြင်းနဲ့မိခင်မျိုးပါ သူတို့ဟာသမီးတွေကိုပြိုင်ဘက်တွေလိုသဘောထားပြီးအပြစ်ရှာတတ်ပါတယ်ဒုတိယအမျိုးအစားကတော့သမီးပေါ်မှာအလွန်ကြုံစိုးမိုးလွှမ်းမိုးပြီးအမြဲကယူဆိုင်နေတတ်တဲ့မိခင်မျိုးပါသူတို့ကသမီးကိုအမြဲမိခိုးစေခြင်းပြီးသူတို့ရဲ့အကောင်းဆုံးတငယ်ချင်းဖြစ်စေခြင်းပါတယ်နောက်တစ်မျိုးကတော့အာနာရှစ်ဆဆန်နဲ့အပြစ်ပြောလို့ရှိတဲ့မိခင်မျိုးပါသူတို့ကသမီးကိုအမြဲထိန်ချုပ်ဖို့စူးစမ်းပြီ ချင်းချောက်တာတွေလှောင်ပြောင်တာတွေနဲ့အာနာတီဆောက်ပါတယ်။နောက်ထပ်အမျိုးအစားကတော့စိတ်တက်ကြနေတတ်ပြီးကလေးဆန်တဲ့မိခင်မျိုးပါ။သူတို့ဟာမိခင်တယောက်ရဲ့တာဝန်ကိုမယူနိုင်ပဲတမီးကိုပြန်လဲစောင့်ရှောက်ဖို့တွန်းအားပေးပါတယ်။နောက်ဆုံးအမျိုးအစားကတော့လစ်လူရှုပြီးတစ္ဆာဖောက်တတ်တဲ့မိခင်မျိုးပါ။သူတို့ဟာအေးဆက်ပြီးခက်ကင်းကင်းနေကတမီးကိုစိတ်ပိုင်းဆိုင်ရာအရာဆွတ်ပစ်ထားတတ်ပါတယ်။ဒီလိုမိခင်တွေဟာတမင်တကာလှုပ်ဆောင်တာမဟုတ်ပါဘူးမိတ်ဆွေ။သူတို့ရဲ့အပြုမူတွေဟာမလုံခြုံမှုတွေ မပြေဝတဲ့ဘဝတွေနဲ့စိတ်ပိုင်းဆိုင်ရာချုပ်ယွင်းမှုတွေကြောင့်ဖြစ်တတ်ပါတယ်။ဒီအချက်ကိုသိရှိခြင်းအဖြစ်တမိတွေအနေနဲ့နာကျင်မှုတွေကိုခွင့်လွှတ်နိုင်မှာပါ။အပြစ်တင်ခြင်းကိုဖယ်ရှားခြင်းမိခင်ရဲ့ချစ်ခင်မှုကိမဲ့တဲ့အပြုမူဟာမိတ်ဆွေရဲ့အမှားမဟုတ်ပါဘူး။လူမှုရေးဖိအားတွေကြောင့်မိခင်ကိုဝေဖန်ဖို့ခက်ခဲစေပါတယ်။မိခင်ကိုဝေဖန်ရင်လူတွေကလက်မခံကြပါဘူး။ဒါကြောင့်မိန်းကလေးတွေဟာမိခင်ရဲ့အပြုမူကိုသူတို့ရဲ့အမှားလို့ထင်တတ်ကြပါလေ ူတို့ဟာကိုကိုကိုယုံကြည်မှုမရှိတဲ့သူတွေလို့ခံယူထားတတ်ကြပြီးအဲ့ဒီခံယူချက်ကအရွယ်ရောက်တဲ့အထိဆက်လက်တည်ရှိနေတာသူတို့ရဲ့ဆက်ဆံရေးတွေကိုထိခိုက်စေပါတယ်ဒီအရာတွေကို ချုပ်ဖြတ်ဖို့ဆိုရင်မိခင်နဲ့ပတ်သက်တဲ့အယူအဆတွေကိုပြောင်းလဲပြစ်ဖို့လိုအပ်ပါတယ်အတွင်းစိတ်ထဲကမှားယွင်းတဲ့ယုံကြည်ချက်တွေကိုဖော်ထုတ်ပြီးဖြည့်ဆည်းပါငယ်စဉ်ကတည်းကမိခင်ပေးတဲ့ message တွေဟာတမီးရဲ့ကိုယ်ကိုယ်ကိုယုံကြည်မှုအပေါ်မှာလွှမ်းမိုးမှုရှိပါတယ် မိခင်ရဲ့ဝေဖန်မှုတွေကမင်းကဆိုတဲ့စကားလုံးတွေနဲ့စတင်နေရှိပြီးငါကဆိုတဲ့အတွေ့အကြုံဖြစ်ပြောင်းလဲသွားတတ်ပါတယ်ဒီအရာတွေကစိတ်ထဲမှာနာကျင်စရာခံစားချက်တွေကိုဖြစ်ပေါ်စေပါတယ်ဒီခံစားချက်တွေကိုတတ်တာစေဖို့အတွက်သမီးတွေဟာသူများလိုလိုက်တာအောင်မြင်မှုကိုဖျက်ဆီးတာနဲ့မကောင်းတဲ့ဆက်ဆံရေးတွေကိုရွေးချယ်တာစတဲ့ကိုကိုကိုအားနည်းစေတဲ့အပြုမူတွေကိုလှုပ်ဆောင်တတ်ကြပါတယ်ဒီအရာတွေကိုဖျောက်ဖျက်ဖို့ဆိုရင်မိတ်ဆွေတို့ရဲ့အတွင်းစိတ်ကိုပြန်လဲတိဆောက်ဖို့လိုအပ်ပါတယ် မိခင်ရဲ့ပြောဆိုမှုတွေကိုခြားရပြီးကိုကိုကိုတက်တည်ပြနိုင်မဲ့အမှန်တရားတွေနဲ့တံပြန်ပါပြီးရင်လိန်ညာမှုတွေကိုမိရှုပြီးအမှန်တရားတွေကိုထုတ်ဖော်ပါဒါဟာစိတ်ကိုပြန်လည်တိဆောက်ပြီး ကိုကိုကိုယုံကြည်မှုရှိလာစေမဲ့အစပါပဲဒေါသနဲ့ဝမ်းလဲခြင်းရဲ့အကျိုးတရားမှုကိုလက်ခံပါမိခင်ကမိတ်ဆွေကိုမချစ်နိုင်ဘူးဆိုတာသိလိုက်ရတဲ့အခါအယံနာကျင်ရပါတယ် ဒေါသနဲ့ဝန်내ခြင်းဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပါတယ်။နာကျင်စရာအတိတ်ကိုပြန်ပြောပြတဲ့အခါဒေါသထွက်တာဒါမှမဟုတ်ဝန်내တာတွေဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒီခံစားချက်နှစ်ခုကဒင်္ဂါပြရဲ့နှစ်ဖက်လိုပါပဲ။အမျိုးသမီးအများစုကဒေါသကိုကြောက်ကြပါတယ်။ဒေါသကသူတို့ကိုရုပ်ဆိုးစေတယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ဒေါသကတစ်ခုခုမားနေပြီဆိုတဲ့လက္ခဏာပါပဲ။ဒေါသကိုကျမ်းမာရေးနဲ့ညီညွတ်တဲ့နီလန်းတွေနဲ့ထုတ်ဖော်ခြင်းအဖြစ်မိမိကိုယ်ကိုယုံကြည်မှုရှိလာစေနိုင်ပါတယ်။ ချစ်ခင်ကျင်နာတတ်တဲ့မိခင်တယောက်ကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဝမ်းနဲ့ကြေကွဲတာကလည်းပုံမှန်ပါပဲဝမ်းနဲ့ပူဆွေးမှုကိုခံစားခွင့်ပေးခြင်းအဖြစ်အချိန်ကြာလာတာနဲ့အမျှတက်တာနိုင်ပါတယ်ဘယ်တော့မှဖြစ်မလာနိုင်တဲ့ကောင်းမှုနဲ့မိခင်ဆိုတဲ့စိတ်ကူးကိုဆုံးလွတ်လိုက်ခြင်းအဖြစ်လက်ခံနိုင်လာပြီးရှေ့ဆက်လျှောက်လမ်းနိုင်မှာပါမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမရှိဘဲဆက်သွယ်ပြီးမိမိရဲ့အခွင့်အရေးကိုပြန်လည်ရယူပါချင်းမြတ်တာမရှိတဲ့မိခင်တွေဟာတမိတွေကိုအပြစ်တင်ပြီး ဝေဖန်လေးရှိပါတယ်။ဒါကြောင့်သမီးတွေဟာအမြဲတမ်းခုခံကာကွယ်ဖို့ကြိုးစားနေရပါတယ်။ဒီလိုလှုပ်ခြင်းအဖြစ်မိခင်ရဲ့ထိန်းချုပ်မှုကိုခံရပြီးမိမိကိုယ်ကိုအားနည်းတယ်လို့ခံစားရပါတယ်။ခုခံကာကွယ်မှုမရှိတဲ့တုံ့ပြန်မှုတွေကိုတုံးခြင်းအဖြစ်မိခင်ကိုလက်နက်ချစေပြီးသမီးရဲ့အခွင့်အရေးကိုပြန်လည်ရယူနိုင်ပါတယ်။ဥပမာအဖြစ်ကျမသိပါတယ်။ဒါကမေမေရဲ့ရွေးချယ်မှုပါ။ကျမကိုမေမေဒီလိုတတ်မှတ်တာကိုလက်မခံပါဘူး။မေမေစိတ်ဆိုးနေတာကိုစိတ်မကောင်းပါဘူး။ စတဲ့စကလုံးတွေကိုသုံးနိုင်ပါတယ်။အစပိုင်းမှာတော့ဒီလိုတုံ့ပြန်မှုတွေကိုသုံးရတာရှက်ဖို့ကောင်းတယ်လို့ခံစားရနိုင်ပါတယ်။ဒါပေမဲ့ဒီလိုအပြုမူကိုထက်ခါထက်ခါလေ့ကျင့်ခြင်းအဖြစ် ကိုကိုကိုယုံကြည်မှုပိုရှိလာပြီးစိုးရိမ်ပူပန်မှုတွေလည်းလျော့နေသွားမှာပါ။ပြင်ပအပြုမူကိုပြောင်းလဲခြင်းအဖြစ်မိမိရဲ့အတွင်းစိတ်ခံစားချက်တွေကတဖြည်းဖြည်းပြောင်းလဲလာပြီးမိခင်ရဲ့တုံ့ပြန်မှုတွေဘလိုပဲရှိပါစေမိမိကိုကိုကာကွယ်နိုင်ကြောင်းတည်တည်ပြနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာနေရာဦးကောက်ွယ်ဖို့အတွက်နယ်နိမိတ်တွေကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါမိခင်ရဲ့စိတ်အခြေအနေခံစားချက်တွေနဲ့မိษွေကိုထင်မြင်ပုံတွေအတွက်မိษွေမှာတာဝန်မရှိပါဘူးမိษွေရဲ့ပိုင်းဆိုင်ရာနယ်မြေကိုအထိပ္ပယ်ဖွင့်ဆိုပါချစ်ခင်ကျင်နာမှုမရှိတဲ့မိခင်တွေဟာနယ်နိမိတ်တွေကိုလျှို့လျူရှုတတ်ကြပြီးဒုတ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနယ်မြေတွေကိုကျူးကျော်ဝင်ရောက်ရရှိပါတယ်ဒါကြောင့်ဘယ်အရာတွေကိုလက်ခံနိုင်ပြီးဘယ်အရာတွေကိုလက်မခံနိုင်ဘူးဆိုတာကိုရှင်းလင်းလင်းသတ်မှတ်ပါ ဥပမာအားဖြင့်ဝေဖန်တာတွေအကြောင်းမဲ့လာလေတာတွေညစ်နဲ့တကောင်ဖုံးခေါ်တာတွေကိုတီးမခံနိုင်တော့ဘူးလို့ပြောပါပြီးရင်မေမေရဲ့တုတ်ပြတ်မှုတွေကိုကြိုတင်ခံမှန်းပြီးတုတ်ပြတ်မှုပြင်ဆင်ထားပါနောက်ဆုံးအနေနဲ့နယ်နမိတ်ကိုချူဖောက်ရင်ဘယ်လိုရေးယူမလဲဆိုတာကိုဆုံးဖြတ်ပါနယ်နမိတ်တတ်မှတ်ခြင်းဟာကိုကိုကိုလေးစားကြောင်ပြတာလေလို့ရတခုဖြစ်ပါတယ်ဒါဟာမိခင်ကိုစီးမြင့်အစ်တွေနဲ့လာရောညီထွေဖြစ်အောင်နေထိုင်စေဖို့ဒါမှမဟုတ်ဆက်သွယ်မှုကိုရှင်းချဖို့တွန်းအားပေးပါတယ် စိန်ခေါ်မှုတွေရှိပေမဲ့ကိုကိုကိုလွတ်လပ်စွာနေထိုင်နိုင်အောင်ကူညီပေးပါတယ်။ဆက်ဆက်ရေးလမ်းကြောင်းကိုရွေးချယ်ခြင်းမိษွေကဒီဖြစ်စဉ်ကိုထိန်းချုပ်နိုင်ပါတယ်။မိษွေကဆက်ဆက်ရေးရဲ့စီကံတွေကိုတတ်မှတ်နိုင်ပြီးမိษွေအတွက်ဘာကအကောင်းဆုံးလဲဆိုတာကိုဆုံးဖြတ်နိုင်ပါတယ်။နင်နမိတ်တွေတတ်မှတ်ပြီးတဲ့နောက်မှာမိခင်နဲ့ဆက်ဆက်ရေးအတွက်ရွေးချယ်စရာ၄ခုရှိပါတယ်။ပထမတစ်ခုကတော့နင်နမိတ်တွေကိုထိန်းသိမ်းဖို့အတွက်ခိုင်မာတဲ့စကားလုံးတွေကိုဆက်လက်သုံးဆွဲပါ။ ဒုတိယတစ်ခုကပိုကောင်းတဲ့ဆက်ဆံရေးအတွက်ညှိနှိုင်းပါတတိယတစ်ခုကထိခိုက်လွယ်တဲ့အကြောင်းအရာတွေကိုရှောင်ရှားခြင်းအဖြစ်ဆက်သွယ်မှုကိုထိန်းသိမ်းပါနောက်ဆုံးတစ်ခုကတော့ကျန်းမာတဲ့ဆက်ဆံရေးကိုထူထောင်မှုစူးစမ်းမှုတွေအလုံးပြက်ကွက်သွားတဲ့အခါအဆက်အသွယ်ဖြတ်လိုက်ခြင်းပါပဲအဆက်အသွယ်ဖြတ်ခြင်းဟာအခက်အခဲဆုံးနဲ့နောက်ဆုံးရွေးချယ်စရာဖြစ်ပါတယ်ဆက်သွယ်မှုမပြုတော့ကြောင်းစာတစောင်းရေးပို့ခြင်းနဲ့တက်ဆိုင်ပါတယ်ဒီဆုံးဖြတ်ချက်ကမိခင်နဲ့ ဆက်ဆံရေးကိုထိမ့်သိမ့်နာထမ်းမိမိရဲ့စိတ်ပိုင်းဆိုင်ရာကိုဦးစားပေးခြင်းဖြစ်ပါတယ်မိခင်ကိုပြုစုဆောက်ရှောက်နေစဉ်ကိုကိုကိုမဆုံးရှုံးပါစေနဲ့မိခင်ဟာမကြမ်းမမဖြစ်တဲ့အခါဒါမှမဟုတ်အကူအညီလိုတဲ့အခါမိမိကိုကိုဂရုမစိုက်မိတော့ပဲမိခင်ကိုပဲအာရုံစိုက်မိတတ်ပါတယ်ဒါဟာမိခင်ရဲ့ချစ်ချင်းမေတ္တာကိုပြန်လည်ရရှိဖို့မျှော်လင့်တဲ့သဘောပါပဲမိတ်ဆွေအနေနဲ့မိခင်ကိုဂရုစိုက်ဖို့အားလုံးကိုဆွံ့လွတ်လိုက်မယ်ဆိုရင်မိမိရဲ့ကျမ်းမာရေးနဲ့ မိသားစုဘဝကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မျှော်လင့်ချက်ကိုထိန်းထားပြီးတာဝန်တွေကိုစီမံခန့်ခွဲဖို့အရေးကြီးပါတယ်။မိခင်ရဲ့လိုအပ်ချက်တွေကိုစည်ရင်းပြုစုပြီးအကူအညီရနိုင်မဲ့အရင်းမြစ်တွေကိုရှာဖွေပါ။ပြီးရင်ကိုယ်တိုင်ပါဝင်မှုကိုကန့်သက်ထားပြီးလက်နက်မိတ်တွေကိုရှင်းလင်းလင်းပြောပါ။ဒါအပြင်ကိုကိုကိုလည်းဂရုစိုက်ပါ။မိခင်ကိုကူညီစောင့်ရှောက်ခြင်းဟာမိတ်ဆွေရဲ့တာဝန်ဖြစ်တယ်လို့မထင်ပါနဲ့။ကိုချင်းစာနာစိတ်ထားရှိဖို့လိုအပ်ပေမဲ့မိခင်ရဲ့လိုအပ်ချက်ကြောင့် မိတ်ဆွေကိုယ်တိုင်ကိုစတ်သေးဖို့မလိုအပ်ပါဘူး။မိခင်ကို ကျမ်းမာတဲ့ဆက်ဆံရေးအတွက်အခြေအနေတွေတက်မှတ်ပေးခြင်းအဖြစ်မိတ်ဆွေရဲ့ကိုယ်ပိုင်ခွင့်အရေးကိုထိန်းသိမ်းထားပါ။အတွင်းစိတ်ထဲကကလေးငယ်ကိုပြန်လည်ပြုစုပြောထောင်ပါ။ကုသခြင်းရဲ့နောက်ဆုံးခီးကတော့ကိုယ်အတွင်းစိတ်ထဲမှာရှိတဲ့ကောင်းမွန်တဲ့မိခင်နဲ့ချိတ်ဆက်ဖို့ပါပဲ။မိတ်ဆွေမှာမိခင်မရှိခဲ့တဲ့စာနာထောက်ထားမှုနဲ့အတိအမြင်တွေရှိတယ်ဆိုတာကိုအတိမှတ်ပြုခြင်းနဲ့သက်ဆိုင်ပါတယ်။ ဒီຢာကမိတ်ဆွေကိုစစ်မှန်တဲ့အချက်နဲ့ပြုစုပြောထောင်ဖို့အတွက်အရေးချင်းပြောရစီပါတယ်။ပဝင်းကျင်ကအကောင်းမွန်တဲ့မိခင်တွေကိုလိလချင်းအဖြစ်သူတို့ရဲ့အပြုမူတွေကိုမှတ်သားထားပါပြီးတော့မိတ်ဆွေကို တမိုးထားတဲ့သူတွေကိုပြန်မတ်ရပါ ထို့အပြင်မိတ်ဆွေရဲ့အတွင်းစိတ်ထဲကကလေးငယ်ကိုနှစ်သိမ့်ပေးပါလူမြောက်စေတဲ့အချစ်ဟာမိခင်မပေးခဲ့တဲ့အရာတွေကိုပေးခြင်းအဖြစ်မိတ်ဆွေကိုယ်တိုင်ကိုပုံမှုနဲ့ဆိုင်ပြီးကျမ်းမာတဲ့ဆက်ဆံရေးတွေစီတို့ဖွင့်ပေးနိုင်ပါတယ်။ ။ဤလုပ်ငန်းစဉ်သည်ကိုပိုင်နာများကိုကုသပေးုံသာမကမျိုးဆက်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေကိုပါချိုးဖျက်ပေးနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့ချစ်ချင်းမြတ်တာကိုစိတ်အားထက်သန်စွာနဲ့မကြောက်ရွံ့ပဲပေးနိုင်ပါတယ်။ဂီစာအုပ်ထဲကတင်ကန်းစာတွေကတော့မိမိကိုယ်ကိုချစ်ဖို့ဒေါသနဲ့ဝမ်းလဲခြင်းကိုထုတ်ဖို့ကိုနဲ့နေနမိတ်တွေကိုတတ်မှတ်ဖို့ပါပဲ။ဒီအရာတွေကိုလှုပ်ဆောင်ခြင်းအဖြစ်မိတ်ဆွေရဲ့ဘဝကိုပြောင်းလဲနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။